ဦးဆိုင်ကျော်ဝင်းဟာမီးလောင်ပျက်စီးသွားတဲ့အိမ်နီဘေးက ကားရုံလေးမှာ မိသားစုနဲ့အတူနေထိုင်ပါတယ်။ဆိုမိုပရီဆိုလီရှာတော်စာတီဖြစ်တဲ့သူဟာပြီးခဲ့တဲ့2024ရှာတော်မြို့သိမ်းတိုက်ပွဲအတွင်းမှာသူနေထိုင်တဲ့နေအိမ်ကိုမီးလောင်ဆုံးရှုံးခဲ့ရတာပါ။ရုံကတော့အမျိုးသမီးဆိုလည်းဟိုဒီမှာနေပတ်စံမှာပြေးပါမှာမဟုတ်အဲကြောက်ချက်လာစားမျက်ဆိုလည်းမဖြစ်နိုင်ဘူးလေဒုက္ခမြောက်9နှစ်လောက်ကိုထိုင်းမှာပတ်စံတစ်ချာလား ဦးဆိုင်ကျော်ဝင်းဟာသူ့ဘဝသက်တမ်းတခြားလုံးနေအိမ်မီးလောင်ပြောင်းချမှုကိုနှစ်ကြိမ်တတ်တန်းရင်ဆိုင်ကြုံတွေ့ခဲ့ရသူတူဦးလည်းဖြစ်ပါတယ်။ပရမအကြိမ်မီးလောင်မှုကတော့1986မှာဖြစ်ခဲ့တာပါ။ပရမအကြိမ်မီးလောင်မှုတုန်းကတော့အရွယ်ကောင်းတာရှိသေးတဲ့ဦးဆိုင်ကျော်ဝင်းတယောက်အဖို့ပြည်လဲထူထောင်ရေးလုပ်တဲ့နေရာမှာအခက်အခဲတွေတိတ်မရှိခဲ့ပါဘူး။အခုတခါပြည်လဲထူထောင်ရေးမှာတော့အသက်60ကျော်ရှိပြီဖြစ်တဲ့သူ့အတွက်အင်မတန်ခက်ခဲလာပါတယ်။ ဦးဆိုင်ကျော်ဝင်းဟာကျောင်းဆရာလုပ်သက်40နီးပါးရှိပါပြီ။ကျောင်းဆရာစလုပ်တဲ့အချိန်တုန်းကတလကိုမြန်မာငွေ120ကျပ်လစာရတဲ့ကျောင်းဆရာတစ်ယောက်ပါ။အခုတော့အသက်အားဖြင့်60ကျော်ရှိပြီးကျောင်းဆရာလုပ်သက်40နီးပါးရှိတဲ့သူဟာပင်စင်ရခန်းဒီအချိန်မှာပဲစစ်အာဏာသိမ်းမှုကြောင့်အသက်ကြီးမှဒုက္ခပိလဲဝေရပါတော့တယ်။ရင်မထားတဲ့အားတွေတော့အကုန်ပြတ်တော့ဗောတော့အားတွေကအမှန်ဟော ဒီချိန်မျိုးမှာဆိုရင်ကပြင်ဆင်ရပြီဆိုရင်စုငွေဆိုတဲ့တရားတော့ရမှာပဲလေ။နောက်အဲပြင်ဆင်ပါတော့အခုဒါလေးလည်းဘာမှမခံစားဘူးတော့မျိုးတော့ခံစားရတယ်လေတို့။ဟုတ်။ပြင်ကြတယ်လို့လည်းမလုံနိုင်တော့ဖြစ်သွားတာ။ကျောင်းဆရာအလုတ်ကိုချစ်မြတ်လို့ပြီးနှစ်ပေါင်းကာလ40နီးပါးလောက်ကိုင်းလာတဲ့ဦးဆိုင်ကျော်ဝင်းအတွက်တော့မီးလောင်ပျက်စီးသွားတဲ့နေအိမ်ထဲမှာ အမတ်တရတွေများစွာတင်းစီထားခဲ့တာပါ တချိန်တုန်းက UNICEF ကထုတ်ပေးခဲ့တဲ့မြေဖြူတွေသူတိတ်ချက်တဲ့သူ့ကလေးတွေသူ့ကိုတိတ်ချက်ကြတဲ့သူ့တပည့်တွေနဲ့အမတ်တရတွေအကုန်လုံးကိုဆုံရှုံသွားတာပါကိုလိုချင်တဲ့ပစ္စည်းတွေဟောကိုစူးစောင်းထားတယ်ဥမာဟိုကိုစားဆိုလဲအတိအကျအကုန်လုံးပဲဟိုတပည့်တွေကစားနေတာပြီးတော့ထားတယ်စားလို့ဆိုမိုးရက်ဖို့မိုးပဲမဲ့တိတိုင်းထားတယ်မှာအဲ့တဲ့အဲ့ကြီးတယ်မှာအတိအကျလုံးနေတယ် ဲ့အဲ့ဒီတည်းအောက်မှာထည့်ထားတယ်လေအဲ့ဒါလည်းအကုန်လုံးပါတော့တယ်လို့ပြောတယ်ပြင်းတော့ထုတ်ပြီးတဲ့အဲ့ဒီပကြီးပစ္စည်းတွေပေါ့ပကြီးနဲ့ပတ်သက်တဲ့ဒီထောက်ကူပစ္စည်းတွေဆိုအများကြီးပဲအဲ့ဒါလေအဲ့ဒီအောက်မှာထည့်ထားအဲ့ဒါလည်းအကုန်ပြက်စီးသွားတယ်ကြောက်တကြောက်စားတွေ့ပဲလေလူတွေမှာလှုပ်ထားတဲ့ဟာတွေအဲ့ဒီပြန်ပြက်ဖွားမအောင်လုပ်မယ်ဆိုရင်ဘာမှမလုပ်နိုင်တော့ဘူးဒါရီတင်မကသေးပါဘူးဦးဆိုင်ကျော်ဝင်းဟာ တာသမီတွေနဲ့အိမ်ဆောက်လုပ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးရှားဖွေ စုဆောင်ထားတဲ့တစ်တွေလည်းဆုံရှုံသွားပါသေးတယ်။ကာလပေါက်စီနဲ့ဆိုရင်သိန်းပေါင်း300ဝန်းကျင်လောက်ရှိပါတယ်။ဒီပါတီကတော့ငွေပဲလေငွေပြည်စုံတော့ဆောက်လို့ရတယ်အခုတော့ပြည်လက်မီတဲ့အဲ့ဝင်တတိယကြော်ရပြီဆိုတော့ဘာမှမတတ်နိုင်ဘူးအဲ့လိုပြင်တစ်ခါလေစိတ်တွေးကြည့်တယ်လေဒီချိန်မှာဒီကောင်းငယ်ကဟလာမဲ့ဟာလေးရရှိနေတော့ ဒီတဲ့ငါတို့ပြန်ဆောက်ဖြစ်ပါမလားဆိုတော့တွေးနေသေးတယ်ဦးဆိုင်ကျော်ဝင်းဟောင်းသူ့ဘဝတစ်ခုလုံးចောင်းဆရာဆိုတဲ့အလုပ်နဲ့ပဲကုန်ဆုံးခဲ့တာပါအနာကက်မှာကလေးတွေရဲ့ဘဝတာယာလှပဖို့ကို ရှေးရှုပြီးကလေးတွေအပေါ်မှာစေတနာတရားတရားထက်တန်သူသူဦးပါအသက်အရွယ်အားဖြင့်လဲဦးမင်းလာပြီးဖြစ်လို့ပင်စင်လှခစားဘဝကိုတောင်းတမိနေသူပါ ပင်စင်ဆောင်ဘဝနဲ့ဆက်လက်နေထိုင်ပြီးဘဝကိုမိသားစုနဲ့အတူအေးအေးချမ်းချမ်းပြတ်တမ်းဖို့ကိုရည်ရွယ်ထားတာပါအခုတော့မိလောက်သွားတဲ့နေအိမ်ဘေးကကားရုပ်လေးမှာမိသားစုတွေပြင်ဆင်နေထိုင်ကြပြီး စုဆောင်ထားတာလေးတွေကိုထုခွဲရောင်းချကြရပါတယ်ဒီနေ့ရှိသေးတာလေးရောင်းချထုတ်တော့ဘောတဲ့နဲ့ဝယ်စားတော့ဘောနည်းနည်းပါးပါးဟိုဒီရောင်းတာလေးလဲရှိတယ် ကွာခွာတိတ်မကောင်းတော့လေခြေရောက်တော့လည်းအဆင်မပြေဘူးသူတို့စနီးမောင်နဲ့နှစ်ဦးမှစောင်းဝင်းရေကိုဖြင်းရှင်းလိုက်ဖို့အတွက် စနီးတဲ့ဖြစ်သူကကြလေပြင်ဆင်ထားတဲ့ကောင်းကူတောင်လေးထဲမှာအတုပ်ဆိုင်လေးကိုတနိုင်တပိုင်းဖွက်လက်ထားပါတယ်ခောက်ဆွဲကြောခောက်ဆွဲတော့တုတ်ဟူတော့ အသားလုံးကျော်စာရာတွေကိုရောင်းပြီးစာဝတ်နေရီကိုဖြည့်ရှင်းနေကြတာပါအတော့ဆိုင်ဟာစစ်သက်အနာမသိန်းယူခင်ကတည်းကစနီးတဲ့ဖြစ်သူလောက်ကန်ရောင်းချလာတဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်စနီးတဲ့ဖြစ်သူကဦးဆိုင်ကျော်ဝင်းလိုပဲအသက်60အရွယ်ရှိနေပြီဖြစ်လို့အာအင်တွေချိနေလာပါပြီဒါအပြင်သွေးသူယောဂဝေဒနာကိုခံစားနေရတူတူဖြစ်ပြီးဆေးကိုပုံမှန်ဆွဲတောက်နေရပါတယ် ဒါပေမဲ့လည်းတိုက်ပွဲတွေစစ်ရေးအခြေအနေတွေကြောင့်ဆိုမိုဖရီဆိုလီမြို့နယ်ကိုဈေးတွေတည်ယူရောင်းချဖို့အခက်အခဲတွေရှိနေတာကြောင့်တောင်းလက်ဆသွေးသူဈေးတွေကပြင်းလက်သွားတာလလကျော်ရှိနေပြီဖြစ်တယ်လို့ပြောပါတယ်။ကိုကောင်းမှုနေတယ်။အောင်းငုံလေးမျိုးအော်ခေရထအေးရအေးလေးမူးထလာလေးမူးမျိုးချက်ချက်အားလေး။သွေးသူယောဂအတွက်ဆေးတွေမရှိတော့နီးစက်ရဆေးခန်းကိုသွားပြီး အားစီးပုံမှန်တွင်းနေရပါတယ်။အသက်အရွယ်အားဖြစ်လဲအိုမင်းနေပြီဖြစ်တာကြောင့်ဝင်ဝင်ရတဲ့အလောက်ကိုအများကြီးလောက်ကိုင်းနိုင်စွမ်းမရှိကြတော့ပါဘူးသူတို့စနီးမောင်နဲ့ဦးနစ်စင်စားဝနေရဲ့အတွက်ရုန်းကန်နေကြရပြီးနှွေးထွေးတဲ့တတရမိသားစုနေအိမ်တလုံးကြလေတိဆောင်နိုင်ပါမလားဆိုတာကိုတွေးရင်းစိုးရိမ်ပူပန်နေကြပါတယ်